ားလုံးမင်္ဂလာပါဗျာဖိုးဝရနေမြန်နေပြန်လာကြိုးစားပါရဗျာကျွန်တော်ဒီနေ့မှာတော့ဖုန်းမော်တယ်ပေါ့နော်ဖုန်းမော်နေစစ်စစ်နေမြောက်ပေးมาဖြစ်ပါတယ်ဒီဟာလေးကအရန်ကျွန်တော်တို့ရေအရန်လွယ်တယ်ပြောပေးမယ်တခါကြလို့ရှိရင်ကျွန်တော်တို့ကဖုန်းတွေတော့ပြင်ကျင်တယ်ဖုန်းတွေပြင်ဖို့အတွက်ဖုန်းမော်တယ်တိဖို့လိုတယ်အဖုန်းမော်တွေကဘာမော်တွေမှမသိဘူးဖြစ်နေတယ်ကိုယ်ကိုင်တဲ့မော်တွေကတော့ကိုယ့်ကိုသိတာပေါ့နော်ဒါပေမဲ့သူများတွေကိုင်တဲ့မော်တွေကျွန်တော်တို့စီရောက်လာတဲ့ခါမှာဘာမော်တွေမှမသိဘူးအဲ့လိုအခြေအနေမျိုးဖြစ်ရင်စစ်စစ်နေနေမြောက်ပေးมาဖြစ်ပါတယ်ကျွန်တော်တို့အရင်တုန်းကတော့ အရင်တော့ဖုန်းမော်တယ်စစ်ဖို့အတွက်ကျွန်တော်တွေကိုကွန်ပျူတာလေးမှာကြိုးထုတ်လိုက်တယ်နော်ဖုန်းမော်တယ်ပေါ်တယ်ကျွန်တော်ကွန်ပျူတာလေး PC လေး laptop တက်တော့နေမှာကျွန်တော်တို့ရဲ့ဖုန်းဖုန်းလေးကြိုးထုတ်လိုက်ရုံနဲ့သူ့ရဲ့ကျွန်တော်ဖုန်းမော်တယ်ပေါ့နော်အဲသူ့ရဲ့ဖုန်းမော်တယ်ကကျွန်တော်တို့ပေါ်တယ်အဲအဲ့လိုမျိုးထုတ်လိုက်တယ်နော်ဖုန်းမော်တယ်ကပေါ်တယ်အဲခုနောက်ပိုင်းမီးဒီပြက်တာရယ်တုံမဟုတ်အပေါက်က data မတိတာရယ်ဆိုတော့ကျွန်တော်ဖုန်းမော်တယ်ကအလွယ်တကူကြည့်လို့မရဘူးဖြစ်နေတယ် မလို့လည်းကိုကျွန်းမြောက်လို့ရှိရင်ကျွန်တော်တချို့ဖုန်းလုံကြတော့တယ်ဒီမှာသူ့ရဲ့ဘာကုတ်လေးပါတယ်အဲ့အဲ့ဘာကုတ်လေးပါတယ်နော်ဒီမှာသူ့ရဲ့ဘာကုတ်လေးသူ့ရဲ့ model ကုတ်ပုံနော်ကုတ်လေးပါရင်အဲ့တော့ကိုကိုင်းမှရိုက်ဆိုင်တာနဲ့သူ့ model ထွက်လာတယ်တချို့ဖုန်းလေးဆိုရင်ဘာကုတ်လေးမပါဘူးအဲ့တော့ကျွန်တော် PC laptop နဲ့ချိတ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်အဲကျွန်တော်တို့ကရှာဖို့ကခက်ခဲတယ်အဲ့လို့ဆိုရင်ကျွန်တော်အလွယ်ဆုံးနည်းလမ်းတစ်ခုပြောပြမယ်နော်အရင်လွယ်ပါတယ်အဲ့တော့အရင်တစ်ခေါက်ခါတည်းမရအောင်ပြီးခဲ့ပါတယ်ဗျာအဲ့တော့တည်တည်တဲ့တိပိတာမိတ်ဆွေတို့များပါတယ်အဲ့တော့မတိတိတဲ့မိတ်ဆွေများတို့တကယ်ထောက်ကူဖြစ်မှသိကြပါတယ်အဲ့တော့ကျွန်တော်တို့က ကျွန်တော်ဖုန်းထဲမှာရှိတဲ့ Google ရှိတယ်မနော် Google Server လေးအဲ Google Server လေးကိုတစ်ချက်လောက်ကျွန်တော်ဝင်လိုက်မယ်အဲမ Google Server လေးရောက်ပြီရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာကင်မရာပုံလေးရှိနေတယ်ဒီမှာကင်မရာပုံလေးအဲကင်မရာပုံလေးကိုတစ်ချက်လောက်ကျွန်တော်နှိပ်လိုက်မယ်အဲနှိပ်မယ်ဆိုမှကင်မရာပုံလေးပေါ်လာနော်ဒီမှာအဲအဲ့ဒီမှာနော်အဲကင်မရာပုံလေးပေါ်လာတယ်အဲကင်မရာပုံလေးနဲ့ဒီဖုန်းမော်တွေကိုကျွန်တော်တို့ရိုက်လိုက်မယ်နော်ဒီမှာကျွန်တော်ဒီမှာဖုန်းမော်တွေကိုကျွန်တော်ချက်တော့ရိုက်လိုက်မယ် โอเคအဲဆိုကျွန်တော်ဒီဖုန်းမို့ကျွန်တော်ဒီဖုန်းကိုကျွန်တော်ဒီမှာရိုက်လိုက်ပါပြီအဲ့တော့ရိုက်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ရှာရှာပေးတယ်ပေါ့နော်အဲ့အဲ့တော့ကျွန်တော်တို့ကျွန်တော်ဒီမှာဖုန်းအလုပ်ပုံစံရိုက်တယ်ဒီမှာဒီမှာတော်တော်ရှာပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်စာတွေရှာမှာလားဒီမဟုတ်ကျွန်တော်စာရှာမဟုတ်ဒီမှာ search ဒီမှာတော့ automatic ရှာမှာနော်ဒီမှာ search ရတဲ့နေရာလေးရှာတယ် ရှာလို့ဆိုရင်ကျွန်တော်သူဘာတွေတွေ့လဲဆိုတော့ကျွန်တော်ဘာရှာပြီးတော့ချက်မှသူပြောတော့တော့ဒီ image show at poco 83ပေါ့နော်ဒါဆိုရင်ဒီ phone web model က poco 83ပဲဖြစ်ပါတယ်ဒီမှာလည်းအတိအကျဖော်ပြပေးတယ် poco 83ရယ် poco 83 pro ပဲဆိုပြီးရှိတယ်ပေါ့နော် okay ဒါဆိုတစ်ချက်လောက်ကြည့်လိုက်မယ်အဲဒါဆိုရင်ဒီမှာသူနဲ့အတူတူအဲကျွန်တော်ပုံစံလေးတွေအများကြီးတူလာပြပါတယ်အဲဒါဆိုဒီဖုန်းက Poco A3 Pro ပေါ့နော်ဒီမှာစာလေးလည်းပါတယ်အဲဒီမှာဈေးတောင်ပါသေးရယ်နော်အဲကျွန်တော်တို့ ဒီမှာဒီမှာဈေးတော့ပါသေးရ Poco 83 and ကျွန်တော်83 Pro ပေါ့နော်ဒါလေးပဲဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအာကျွန်တော်တို့ဖုန်း model တွေကိုအလွယ်ကူဆုံးကျွန်တော်တွေစစ်ဆေးလို့ရတယ်ဘလို့ဘလို့ဖုန်းမြန်ဘလို့ Pro brand ပဲဖြစ်ဖြစ်ဘလို့ဖုန်းမဲဖြစ်ဖြစ်ဘလို့ပစ္စည်းပဲဖြစ်ဖြစ်ဒီလိုမျိုးလေးရိုက်ရှာလိုက်တာနဲ့ဒီဖုန်းရဲ့ model ဖုန်းရဲ့ပစ္စည်းဖုန်းရဲ့အကြောင်းလေးတွေကိုတို့ကလာပြီးရှာပြီးပြပေးပါတယ်